တီရိုက်တွေကအလှပရေးရာလောကမှာနာမည်ဆိုးနဲ့ကြော်ကြပါတယ်ဒီနေ့မှာတော့အလှပနဲ့ပတ်သက်ပြီးအပြောများကြတဲ့တီရိုက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီမှာတော့မကွင်းဖြူဝင်းပါစေဝါပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်တီရိုက်တွေက အလှပရှည်ရာလောကမှာနာမည်ဆိုးနဲ့ကြော်ကြပါတယ်လူအများကလည်းကိုယ်သုံးနေတဲ့ skin care product တွေမှာ steroid တွေပါလာမှာအရန်အရန်ကြောက်ကြပါသေးတယ်အဲ့လိုမျိုးကြောက်ရတာကလည်းမှားမနေပြန်ပါဘူးအကယ်၍ steroid ပါတဲ့ skin care တွေကိုမတိဘဲနဲ့ရေးရှည်သုံးဆွဲမိနေရင်မျက်နှာအသားရည်တစ်ခုလုံးပျက်စီးသွားတတ်ပါတယ်ဒါဆိုရင် skin care တွေမှာ steroid မပါတော့ဘူးလားဆိုတော့လေမဟုတ်ပြန်ဘူး steroid ပါတဲ့ skin care တွေလည်းရှိနေပြန်ပါတယ်အဲ့လိုမျိုး skin care တွေကို အရေး ြားဆရာဝန်တွေဇေဝပညာရှင်တွေကိုယ်တိုင်သုံးဆွဲဖို့ကိုညွှန်လိရှိပါသေးတယ်ဆိုတော့ဘာလို့လဲဆိုတာကိုအတူတူအဖြေရှာကြည့်ကြအောင်နော်မြန်မာနိုင်ငံမှာမဟုတ်ပဲတကဘာလုံးကအမျိုးသမီးတွေကိုစိတ်ဒုက္ခပေးနေတဲ့အရေးပြပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ တင်းတိတ်ပါညနာဘောကအထူးသဖြင့်ပါမျက်နှာပြင်တဝိုက်ကရုပ်ဆူးဆူးအညိုရအကွက်တွေကိုဆိုလိုတာပါ နောက်ပြီးတင်းတိတ်တွေကကြားမှအရန်ခွဲကြပါတယ်ဘာလို့လဲဆိုတော့တင်းတိတ်ဖြစ်တဲ့သူတွေရဲ့60ရာခိုင်နှုန်းခန့်ကမိန်ကလေးတွေဖြစ်လို့ပါတင်းတိတ်ဖြစ်ရတဲ့အကြောင်းရင်းတွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ခရမ်းလုံးကြောင်ကြီးတရီသားစီတွေဟော်မုန်းအပြောင်းလဲမျိုးရိုးဗီဇစတာတွေကြောင့်လို့မှတ်ယူနိုင်ပါတယ်တင်းတိတ်ကွက်တွေကပျောက်ကင်းဖို့အရန်ကိုခက်ခဲပြီးတော့ ပျောက်သွားပြီဆိုရင်တော့မှပြန်ပြီးတော့ဖြစ်တတ်ပါသေးတယ်။အဲ့လိုပျောက်ကင်းဖို့အရန်ကိုခက်ခဲတဲ့တင်းတိတ်တွေကိုတခဏချင်းသက်သာသွားစေမယ့်အစွမ်းထက်တဲ့ဈေးတမျိုးရှိပါတယ်။အဲ့ဒီဈေးကတော့ တီရိုက်ပါတင်းတိတ်ဖြစ်လို့ဈေးကန်ပြတဲ့အခါမှာဇယဝင်တွေကတီရိုက်ပါတဲ့ခရင်တမျိုးကိုညှို့နေရှိပါတယ်ဘာလို့လဲဆိုလို့ရှိရင်တီရိုက်တွေကရောင်ရမ်းမှုကိုတတ်တာစေတယ်တင်းတိတ်ကွက်တွေကိုဖြစ်စေတယ်မလန်နေရောင်ချေထုတ်လုတာကိုတနည်းအားဖြင့်တားဆီးပေးတယ်ဒါအပြင်စတီရိုက်ကိုထရတီနီယွန်ဟိုက်ဒရိုကွီနုံးလို့နဲ့ပေါင်းဆက်ပြီးရောသုံးမျိုးဆက်လိမ့်စေးအဖြစ် တင်းတိတ်ကုသဖို့အံအနေနဲ့လဲသုံးဆွဲကြပါတယ်ဒီစတီရိုက်ပါတဲ့ခရင်နေလိုရှင်းတွေကတကယ်လဲ င်းဒိတ်တွေကိုတခဏချင်းတက်တာသွားစီပြီးတော့အရေးပြားရရန်နာညဉ့်နာတွေကြောင်းလို့တင်းတက်ပုံမဆိုးဝါအောင်ကာကွယ်ပေးပါတယ်။ SPF 50ပါတယ်။နေရောင်ကခရင်တစ်မျိုးမျိုးနှိမ့်ပေးတာကလည်းတင်းတက်ကိုကုသဖို့ရပို့ပြီးတော့လွယ်ကူစေပါတယ်။ဆိုတော့ steroid နဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိထားရမှာကတော့အရန်အရန်အစွမ်းထက်တဲ့ steroid တွေကအရန်လဲဘေးရွက်ဆိုသူများပါတယ်။ဒါကြောင့် steroid ပါတဲ့ခရင်တစ်မျိုးကိုလိမ့်တဲ့အခါအသီးတငယ်ချင်းတွေကညွန် တို့သုံးလိုက်တာတဲ့စီညာဝင်နေ ဇေဝပညာရှင်တွေညွှန်ကြားချက်အတိုင်းအတိအကျသုံးစွဲဖို့ကတကယ်အရေးကြီးပါတယ်။ဒါ့အပြင်တီးရိုက်ပါတဲ့ skin care တွေကိုတင်းတိတ်အပြင်တခြားသောအရေပြားပြဿနာတွေကိုကုသဖို့ရလေအသုံးပြုပါသေးတယ်။ကဲဒါတော့ဆိုလို့ရှိရင်တော့ဘာလို့တီးရိုက်ပါတဲ့ skin care တွေကို မတားဘဲနဲ့သုံးစွဲနေရတဲ့အကြောင်းရင်းလဲဆိုတာကိုသိသွားကြပြီလို့ယုံကြည်ပါတယ်။ကိုယ်ပတ်ဝန်းကျင်ကမိန်းကလေးတွေကိုလည်းဒီလိုမျိုးအလားပါကြီးရတဲ့ပတ်သက်ပြီးတော့သတိထားမယ့်အချက်လေးတွေကိုသိရှိစေ ဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်